အစတော့ပေါ့ရစ်ကလေးမင်းမောင်မောင်မိုက်သွားတော့ဘာမှအတာမကြားလိုက်ဘူးမီးပြတ်သွားလာပေါ့ကွာတံဖွဲ့ကို stick စင်တဲ့ကဒီ set တခုခုပေါက်ကွဲသွားတာလားပေါ့အဲ့လိုထင်သွားဒါပေမဲ့ခဏကြာတော့အတာမဖြစ်နေတော့ဒါဘကပြူဟာကိုကနေဒီနေ့ချစ်ပစ်တယ်ထင်တယ်ဆိုမှတွေ့ပွေနေတဲ့အချိန်မှာအဲ့ဒါဒုတိယအလုံးကြာခံနေပေါ့လင်းလေးဆိုကိုအကုန်လုံးမောင်မိုက်နေပြန်မှာဒါကတော့အနံ့ပါဖြစ်ရဲ့ဆိုမှ အသက်မတည်ဘဲလူမြောက်လာခဲ့သူတို့ကအိတ်ဒီညာကအဖြစ်ပြက်ကိုပြန်ပြောပြရတာဖြစ်ပါတယ်။ကချင်ပြည်နယ်ဖက်ကတ်မြို့နယ်အနောက်ပါမှာဖြစ်ပွားခဲ့တဲ့ဒီကြောင့်တိုက်ခိုက်မှုဟာမြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ဆိုးဝါးတဲ့ဖြစ်စဉ်တွေထဲကတစ်ခုဖြစ်ပါတယ်။အနောက်ပါဆိုတာကတော့ခီးသွားတွေခိတတထောက်နားခိုတဲ့ဈေးဆိုင်တန်းလေးတွေရှိတဲ့နေရာပါ။အဲ့ဒီနေရာမှာ2022ခုနှစ်အောက်တိုဘာလ23ရက်နေ့ညပိုင်းက ကချင်လွတ်လပ်ရေးအဖွဲ့ KNO ဖွဲ့စည်းမှုနစ်ပတ်လည်နေ အကျိုးဖြိုဖြေပွဲကျင်းပနေချိန်စစ်တပ်ကဖျက်အပြင်းဘုံတွေနဲ့လီချောင်းကသင့်ဘုံကျဲခဲလို့လူပေါင်း60ကျော်တိစုံခဲ့ပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်တီဆုံးတန်ရာရရှိသူတွေထဲမှာ KNO KIA အရာရှိတချို့အပါအဝင်ဘာသာရေးဆရာအမှုပညာရှင်တွေအမျိုးသမီးနဲ့ကလေးငယ်တွေဖြိုဖြေးရေးပွဲကိုလာရောက်ကြည့်ရှုခဲ့တဲ့အယက်သားပြည်သူတွေပါဝင်ခဲ့ကြပါတယ် ီဖြစ်ရက်ဟာ၃နှစ်ကြာခဲ့ပြီဖြစ်ပေမဲ့ဒေတာခံတွေနဲ့ပီတူတွေအတွက်ကတော့အခုချိန်ထိ6လခံနေရဆဲဖြစ်ရက်ဆိုးတစ်ခုလို့ပြောရမှာပါဇေယကကော့လာရတဲ့ဆိုတော့အဲ့မှာဇေယဒုတိယတတိယဝဲတော့မှကြာတော့ဗောနော်ဒီ sticks နဲ့နီးတဲ့ဘက်ကလူတွေကတော့ထိကုန်တေကုန်တော့ဗောအဲသူတို့ကာလိုက်သူဖြစ်သွားတယ်အဲ့တော့ဇေယတို့ကလွန့်သွားတယ်ဗောလွန့်ထွက်သွားမှအဲအသက်ပေးခဲ့တယ်အဲလွတ်လာတာဟုတ်တယ်အစတော့ဗောရစ်ကလေးမင်းမောင်မောင်မိုက်သွားတော့ ဘာမှအတာမကြားလိုက်ဘူးမီးပြက်သွားလာပေါ့ကွာတံပွင့်ကို sticks တွေကဒီ set တခုခုပေါက်ကွဲသွားတာလာပေါ့အဲ့လိုထင်သွားဒါပေမဲ့ခဏကြာတော့အတာမဖြစ်နေတော့ဒါဘာကပြောဟာကိုကနေတနေ့ချစ်ပစ်တယ်ထင်တယ်ဆိုမှတွေ့ပွေနေတဲ့အချိန်မှာဒါကဒုတိယအလုံးကြခါနေပေါ့လင်းလေးဆိုအကုန်အော်အကုန်လုံးမောင်မိုက်နေပြီမှာဒီ sticks တွေအဲပတ်လေကမီးမီးလောင်နေရတယ်အဲမီးအရှိန်နဲ့ပဲ အဲ့မှာလေမြင်နေပြက်မြင်နေရတာအဲ့ဒီအချိန်မှာတခါတည်းဟိုဒုတိယအလုံးပြန်ကြသွားတာဒုတိယအလုံးကြသွားအဲ့မှာကောလုံးမိခိုးတွေနဲ့နောက်ပြီးဒီဘုံပေါက်တွေ့တဲ့အကြောင်းဒီမြေကြီးအဲမြေမုံတွေနဲ့ဆိုတော့အိုးရေကလေးရေပဲကောလုံးပြန်ကြသွားအဲ့မှာဆိုဒီအဲ stick hole ပေါ့နော်ခမကြီးလည်းကောပြန်ကြသွားတယ်အဲ့မှာတချို့ကအော်ငူတန်တချို့ကျတော့အဲလဲ အဲ့တော့အဲ့လိုဟောမှာဆိုညာတံပေါ်တော့ခါတဲ့အိမ်မက်လူလူပါလို့အဲ့လိုဖြစ်ကုန်လေချောင်းကတဆင်ပြစ်ခတ်ခဲ့တဲ့ဘုံတွေဟာစေရှိုးပြုလုပ်နေရဲ့ဆင်ပေါ်မှာတလုံးမိဘူကြောင့်မှာတလုံးနဲ့ Golf Queen Bay ကျွန်းတော်မှာတလုံးကြားရောက်ပောက်ကွဲခဲ့တာဖြစ်တယ်လို့လေချောင်းတိုက်ခိုက်မှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေကအေယာဝတီကိုပြောပါတယ်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်တည်ဆုံခဲ့ရသူတွေထဲမှာအသက်45နှစ်အရွယ်ကလေး3ယောက်ဖခင်ဦးရှန်လို့မလဲပါဝင်ပါတယ် ဦးရှန်လုံတို့မိသားစုဟာမြစ်ချနာမြို့ပါလနာစစ်ဆောင်စခန်းမှာခိုးလုံနေတဲ့သူတွေဖြစ်ပြီးမိသားစုစာဝတ်နေရတဲ့အတွက်ဖက်ကမ်းမြို့အနံ့ပါကြီးရွာအနီးမှာလက်သမားတွားရောက်လုကင်နေတဲ့ဖခင်တယောက်လည်းဖြစ်ပါတယ်။အောက်ပါမှာတော့အနံ့ပါလဲအနံ့ပါပါစခုဒ်ပုံမီဝကလောလက်သမားတဝကပဲတော့တဲရှေးရှင်းနာရှိုးရယူတာတဲဝါယူရှေးဟပုံလီပုံချခပုံချရပွဲမတဲ့ဟင်္ဂါမော อันชีดุมเลยยองฮะยองอะไซยองกินตัวฮาดาแต่เช่วยวันนั้นนั่งได้เป็นนั่งได้อยู่อ่ะล่ะเชียจินาได้อยู่อ่ะนะนั่งได้ดูอยู่อีปัตไตอันนั้นนะปลองในก็ไหลแล้งแต่สุงตาก็มาลาขังจริงเลยปรางไอ้เลยสุงตาก็บอกน้าชมังชมังชิมก็ได้เลี้ยเออแต่ก็ปรางอยู่ครองมายังเพียขาดุบิไม่พายชาบิไม่เลยแต่ไม่สีลงไม่ทานเอางไป 那得是用个八点买菜也免那个加班啊。只用汤买个辣的汤买的，我们得什么？အဲ့အချိန်ကအနံ့ပါဒေတာကိုစစ်တပ်ကလေကြောင်းကတဆင်တိုက်ခိုက်မှုအပြီးတရားရတူတွေကို လက်ခံဆေးကုပေးရင်တရားစွဲမယ်လို့စစ်တပ်ကချင်းချောက်ခဲ့တယ်လို့ ဖက်ကန်နဲ့မြင့်ကျင်းသားအပါအဝင်စေးသွားကုနိုင်မဲ့လမ်းကြောင်းတွေကိုပါတားမြစ်ပိတ်ဆို့ခဲ့တာဖြစ်ပါတယ်။ဦးရှန်လုံဟာဖက်ကန်မှာစေးကူတာခွင့်မရတာကြောင့်မြင့်ကျင်းသားမျိုးကိုဆင်းခဲ့ပေမဲ့မြင့်ကျင်းသားမျိုးဟာလည်းစစ်တပ်ရဲ့ထိန်းချုပ်မှုလောက်အောက်မှာရှိရာကြောင့်စေးုံစေးခန်းသွားဖို့ခက်ခဲပြီးဒေဆုံးခဲ့ရတာဖြစ်တယ်လို့လည်းမိသားစုဝင်တွေကပြောပါတယ်။အဲ့ဒီတုန်းကဦးရှန်လုံလိုပဲတန်ရာတွေကြောင့်စေးသွားကူတာဖို့စစ်တပ်ကဖြတ်တန်းခွင့်မပြုလို့ အသက်မဆုံးရှုံးတဲ့ပဲဆုံးရှုံးသွားခဲ့ရသူတွေအများအပြားရှိခဲ့ပါတယ်။ဖခင်ဖြစ်သူတေဆုံးသွားခဲ့ရတဲ့ဖြစ်ရဟာမိသားစုအတွက်လည်းမန်တန်ကြီးတစ်ခုပြိုလဲသွားခဲ့ရတယ်လို့ဖြစ်ခဲ့ရတယ်လို့ဦးရှန်တို့မြတ်အကြီးဆုံးသားကပြန်ပြောပြပါတယ်။အဝအဝတော့ငါရွှေကမပြောလားတန်ချန်မရေဖုန်ဖုန်စွတ်စွတ်နာငါပြောလားအဝငါမတဲ့ဖောင်းပါနော် ေရကလာကြောင့်ခေါ်ရဆောင်နေမရရရင်ထိုတမကောငါရတဲ့ဝါငါရောင်ကျင်းရဲ့ကြံဖြိုနေရှောက်ပါနာရောရအဝါငါမထိုတမမငါမတဲ့ကနအနောင်းနင်းကြောင့်တဲ့နုံစေခါကလာနုံမနုံမစကောမနုံမရောင်ဝရကွာနာကြောင့်ဒီကတဲ့နုံမစခါဒီလောက်ရကြောင်းအာနာသိစတတ်ဟာ နိုင်ငံတကာမှာလည်းပြင်းထန်တဲ့ရှုံချမှုတွေနဲ့ဝေဖန်မှုတွေကိုရင်ဆိုင်ခဲ့ရပါတယ်။ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့နိုင်ငံအတီးတီးကဒီတိုက်ခိုက်မှုကိုဆင့်ရဆွေးမှုအဖြစ်ရှုတ်ချခဲ့ကြပြီးစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့တောင်းဆိုခဲ့ကြပါတယ်။မြန်မာစစ်တပ်ကတော့ဒီတိုက်ခိုက်မှုဟာ KNY ရဲ့စစ်စခန်းကိုတိုက်ခိုက်ခဲ့တာဖြစ်ပြီးအရက်သားထိခိုက်မှုမရှိဘူးလို့တောင်းညင်းဆိုခဲ့ပါတယ်။ဒီဖြစ်ရဆိုးဟာမြန်မာနိုင်ငံရဲ့လက်ရှိပဋိပက္ခတွေထဲက အဆိုးရွားဆုံးဖြစ်ရပ်တွေထဲကတစ်ခုဖြစ်ပြီးအရက်သားတွေအပေါ်စစ်တပ်ရဲ့ရက်ဆက်ကြမ်းကြုတ်မှုကိုမိမောင်းထိုးပြနေရဖြစ်ပါတယ်။လက်ရှိအချိန်မှာလည်းအနှံ့ပါလိုဖြစ်ရပ်ဆိုးတွေမြန်မာနိုင်ငံရဲ့နေရအနှံ့မှာလူမျိုးမရွေးပါတာမရွေးတတိုင်းပြည်လုံးရင်ဆိုင်နေကြရပါတယ်။